ဆက်သက်လေတီဟာတနအိမ်ပိုင်း60နီးပါးထိလင်းမြအောင်ပြန်တန်းနိုင်တယ်လို့လေ့ကျင့်240ကီလိုဂရမ်ထိသေဆောင်နိုင်ပါတယ်။မြင်းပင်1800အထိလည်းပြန်တက်နိုင်ပါတယ်။ဒါကြောင့်မျောလင့်မထားတဲ့နေရာတွေကနေရုတ်တရက်ပေါ်ထွက်တိုက်ခိုက်လာနိုင်တယ်လို့ကြီးပြုပါ။အင်ဂျင်ဆက်တန်ပန်ကာချန်ကြားရင်ပတ်ဝန်းကျင်ကိုလေ့လာပါ။ဆက်သက်လေတီကိုမြန်မာကဒါမမဟုတ်အန်ဒီရဲ့3ပေးချက်ရရင်ချက်ချင်းဘုံကိုကျင်တဲ့ပုံကိုပါ။ လူထုထက်တဲ့နေရာနဲ့စီရီအခြေဆိုင်စခန်းလိုမျိုးပြစ်မှတ်ဖြစ်နိုင်တဲ့နေရာတွေကိုသတိပြုရှာကြပါမန္တလေးတိုင်းမိုးကုတ်မြို့ကိုအော်တိုဘာ21ရက်မော်လယ်ပိုင်းမှာဆော်စုကတိုက်လဲနဲ့ပုံကျဲတက်ဖြတ်လို့ကလေးငယ်3ဦးသေဆုံးကတရားရရှိသူ12ဦးနဲ့နောက်ထပ်ကလေးငယ်2ဦးထပ်မံသေဆုံးခဲ့တယ်လို့မြို့ခံတွေကအမှတ်ပြုကိုပြောပါတယ်တေဆုံးသူကလေးငယ်ဟာအသက်73နှစ်အရွယ်မောင်ရဲရင်အောင်ဖြစ်ပြီးတော့ဘုံထိမယ်လို့ဥကောင်းတဲ့ခနာကိုအောက်ပိုင်းထိမှန်တန်းအရက ဈေးကူတာနေချိန်အောက်တိုဘာ21ရက်ည9နာရီဝန်းကျင်မှာပဲဆုံးပါသွားတာပါ။အောက်တိုဘာ21ရက်ညနေ3နာရီလောက်ကမိုးကုတ်မြို့အရှေ့ပိုင်းရှော်လီပိုင်းအုပ်စုကန်တော်ရက်ွက်ရှမ်းကျောင်းနဲ့ဖျားငါးစုအနည်းမှာရှိတဲ့ဖူးဆဲဘောလုံးကွင်းကိုမရောက်နိုင်တစ္ဆာကန်ဆုံးစုကတိုက်လီရင်နဲ့ဘုံနှလုံးကျဲကျတက်ပြက်လို့ကလေးငယ်၃ဦးသေဆုံးက၁၂ဦးထံမှနေဒဏ်ရာရှိခဲ့တာပါ။ အဲ့ဒီတေဆုံးတန်ရရသူတွေဟာဂရဂါလိုမျိုးတွေဖြစ်ပြီးတော့ဟိန္ဒူဘာသာရေးပွဲတော်ဖြစ်တဲ့ဒေပါရီမီထွန်ပွဲတော်ကိုကျင်းပဖို့ပြင်ဆင်နေကြချိန်အခုလိုဆိုးဆူရဲ့ဘုံကျဲတက်ဖြတ်မှုကိုခံခဲ့ရတာလို့ဆိုပါရယ်ဆိုးဆူကအောက်တိုဘာ22ရက်နေ့ကမကုတ်မြို့ကိုဘုံကျဲတက်ဖြတ်ပြီးနောက်နိုင်ပိုင်းကြာညနေ6နာရီဝန်းကျင်မှာလဲမန္တလေးမကုတ်ကားလန့်ပေါ်ကလူစီကားတဲ့ကြေးရွာကြီးဖြစ်တဲ့တပိတ်ချင်းမြို့နယ်စည်ရကွင်းရွာရွာလယ်ဈေးတဲ့ကိုဒရုန်းနဲ့ဘုံကျဲတက်ဖြတ်ရမှာ ကလေးငယ်အပါဝင်ဒေသခံ၅ဦးထိခိုက်သေဆုံးခဲ့ပါသေးတယ်။ဇောဆူအားပြီးခဲ့တဲ့ရက်ပိုင်းကမန္တလေးမိုးကုတ်လမ်းအချက်ချာနေရာဖြစ်တဲ့ဖော်တော်လမ်းစုံကိုလေကြောင်းနဲ့ဒရုန်းအားကိုကပြန်လည်သိမ်းယူပြီးနောက်ဆက်လက်နေမြေချဲ့ထွင်နိုင်ဖို့စ조사နေပြီးတော့ဖော်တော်လမ်းစုံရဲ့အထက်ဘက်မိုးကုတ်နဲ့ဖော်တော်လမ်းစုံရဲ့အောက်ဘက်ဇေယကွင်းရွာအပါဝင်တပိတ်ချင်းနဲ့စင်ကူးနေတဲ့လေရင်ဒရုန်းတွေနဲ့နေစင်ရက်ဆက်ပုံကျဲနေရပဲဖြစ်ပါတယ်။ လက်ရှိဖော်ဒေါ်လန်းစုံတဝိုက်တိုက်ပွဲတွေပြင်းထန်နေပြီးစစ်အုပ်စုကအသေးခံ drone လက်နက်ကြီးနဲ့လေကြောင်းကနေပုံကျဲတပ်ဖြတ်နေရကြောင်းအရက်သားပြည်သူအများပြားဟာတိုက်ပွဲတွေနဲ့ဝေးရကိုထွက်ပြေးတိမ်ရှောင်နေရပါတယ်စောစုအားတော်လန်ရေးတပ်တွေတိမ့်ပိုက်ထားတဲ့မြို့ရာတွေကိုပြန်ရဖို့လေကြောင်းအားကို တရုတ်အားကိုနဲ့ကြိုးစားနေပြီးစစ်ရှုံးနယ်မြေတွေပြန်ရရေးအတွက်စစ်ရေးပြတ်မှတ်မဟုတ်တဲ့အရက်သားပြည်သူတွေကိုပါနေ့စဉ်ပုံကျဲတပ်ဖြတ်နေရလဲဖြစ်ပါတယ်။